မင်္ဂလာပါ Brilliant English Grammar Class ရဲ့ Phonics Session လေးကနေမှကြိုဆိုပါရစေဒီကနေ့မှာတော့ Group 3တဲက Vowel Sound လေးတစ်ခုရဲ့အကြောင်းကို ပြောရအောင်သူကတော့ letter O လေးပဲဖြစ်ပါတယ်အဲ့တော့သူ့ရဲ့နာမည်လေးကနေမှစရအောင်ဒါကတော့ upper case O နဲ့ lower case O လေးပဲဖြစ်ပါတယ်သူ့ကိုကလေးတို့ရေးတဲ့အခါမှာအပေါ်ကနေမှ မြားလေးပြထားတဲ့အတိုင်းပဲရေးရပါမယ်။သူ့ရဲ့အတန်လေးဘယ်လိုထွက်မလဲကြည့်ရအောင်။အော်ဗဇက်ရဲ့အနေအထားကတော့ပုံမှန်ပြထားတဲ့အတိုင်းနှက်ခမ်းလေးကဝိုင်းဝိုင်းလေးဖြစ်နေရပါမယ်။လိုက်ထွက်ကြည့်ပါ။အော်။အော်။ပို့ပြီးတော့အတန်လေးလိုက်ထွက်နိုင်အောင်ဗီဒီယိုလေးကြည့်ရအောင်။အော်။အော်။ on oh. o o on o o on ပုံမြင်လေးကတော့မိခလုတ်လေးကိုဖွင့်လိုက်ပိတ်လိုက်လောက်ရာကနေမှထွက်လာတဲ့အတန်လေးပဲဖြစ်ပါတယ် action လေးကတော့လက်ညိုးလေးနဲ့မိခလုတ်အဖွင့်အပိတ်လှုပ်တယ်လို့အပေါ်ကိုထိုးလိုက်အောက်ကိုထိုးလိုက်နဲ့လက်ကလေးကိုလှုပ်ရပါမယ်။ off 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 ဒါဆိုရင်တချင်းလေးကိုနားထောင်ကြည့်ရအောင် Let's go. ုံလေးတွေရဲ့အတန်ကိုတခြားနားထောင်ပြီးတော့ off ဆိုတဲ့အတန်ပမပလိုက်ပြီးတော့နားထောင်ကြည့်အောင် off off octopus off off octopus off off octopus အိုရဲ့အတန်လေးကြားလိုက်လားနောက်တစ်ပုံကြည့်အောင် ox off off ox, ox. 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 o o ox o o ox ဟိုရဲ့အတန်လေးကြားရတယ်နော်နောက်တစ်ပုံကြည့်ပါမယ် ostrich o o ostrich o o ostrich o o ostrich o. 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 သုံးပုံစလုံးမှာအိုရဲ့အတန်လေးတွေတိချာကြားရတယ်နော်ဒါဆိုလို့ရှိရင်တော့လေ့ကျင့်ကြည့်အောင်ပုံတပုံချင်းစီရဲ့အတန်လေးတွေကိုတိချာနားထောင်ပါအိုရဲ့အတန်လုံးဝမှမပါတဲ့ပုံတပုံကိုရွေးထုတ်ကြည့်ရအောင်ဒီနေရာမှာကတော့တစ်ချက်တတိထားရပါမယ်အဲစလုံးပေါင်းထဲမှာလက်ချက် O ပါတိုင်း O ရဲ့အတန်ပါတယ်လို့ပြောလို့မရဘူးเนาะအတန်ကိုသေချာနားထောင်ပါမယ် ostrich, ostrich, otter, otter, ox, ox, hot, hot, cow, cow, pond, pond. 给白蹦里嘞，鱼头鸡呀啊！Okay, ဟုတ်ပါတယ်။ cow ဒီအသံလေးမှာကတော့ o o o ဆိုတဲ့အသံလေးကစလဲဆုံးအသံလေးမှာမကြားရပါဘူး။ o ပါပေမဲ့ o ရဲ့အသံမပါနေပါဘူးเนาะ။ဒါဆိုရင် planning လေးကိုဆက်ပြီးတော့တွားရအောင်။ hot 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 hot. D O G dog. D O G dog. D O G dog. H O P hop. hop ok socks ok socks ok socks ဒီကနေ့မှာတော့ grocery တဲက letter o ရဲ့အတန်လေးကိုပြောပြပြီးခဲ့ပါတယ် o ရဲ့အတန်လေးကတော့ ok ။အရှင်လေးကတော့မိခလုတ်လေးအဖွင့်အပိတ်လုပ်တယ်လို့လက်ညိုးလေးနဲ့အပေါ်ကိုနှိပ်မယ်အောက်ကိုနှိပ်မယ်ဒီပုံစံလေးဖြစ်ပါတယ်။နောက်ဗီဒီယိုလေးမှာကတော့ vowel sound လေးတစ်ခုဖြစ်တဲ့ little u ရဲ့အတန်လေးကိုပြောပြပေးမှာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။